မြင်ဝေးကထိတ်လန့်ချောက်ချားစရာကြီးသူရဲ့ဖခင်ကအသက်လူပြီးတော့ပြေးနေပါရဲ့သူရဲ့နောက်မှာကလူထက်အရက်၃ဆလောက်မြင့်ပြီးတော့ကိုယ်တည်းကြီးမားတဲ့အမွေးမြင်တွေတကူလုံးပေါက်နေတဲ့ဘလူကြီးတကောင်ကလည်းလိုက်နေပါရဲ့ဘလူကြီးကလည်းသူ့ရဲ့ကြီးမားလာတဲ့ခြေပွားကြီးနဲ့ဖခင်ဖြစ်သူကိုလိုက်နေနေတော့ကိုတွေ့ရပါရဲ့ဖခင်ကခြေတော်ကြီးနဲ့မနေမိအောင်လို့ကိုယ့်ပတ်ပြေးလွှာရှောင်းတိန်နေပါတော့တယ် အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Nightmare Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇလံကတော့စာရည်သူမောင်မိုင်းညို့ချောင်းဦးရေးသားထားရီဥစ္စာဆောင်တွေနေတဲ့ရွာဆိုရဲဇလံလေးပဲဖြစ်ပါရစေခင်ဗျာ။ဒီဇလံလေးမစောတကယ်မကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်တော့ Like and Subscribe နဲ့ကဲပြီးတော့ဇလံသစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်မှုအတွက် Breaker တို့ကဘီနောက်ကနူတီဘဲလေးကိုနှိပ်သွားကြဖို့အတံပြုရင်းနဲ့ဇလံလေးကိုစတင်လိုက်ပါပြီခင်ဗျာ။ကြက်ဒီကုန်း အန်ဩစရာဂျက်ဒီဂုံတစ်ခုရှိပါတယ်အကျယ်ဝန်းဧရိယာကလည်းဧက20နီးပါးလောက်ရှိပါတယ်ဂုံတစ်ခုလုံးကိုတဲကြောက်တွေဖုံးလွှမ်းထားပါတယ်တိပိန်ကြီးကြီးမမရေလို့တပင်တိလေရောမှမရှိဘဲနဲ့ဂျက်ဒီဂုံပေါ်မှာတဲကြောက်ဆန်တဲ့မြေမျိုးမှသာပေါရောက်ရှင်တန်းလေးရှိတဲ့စူးကြုံဘုတ်တွေနဲ့ရိုးတန်ပြန်ပြန်အကင်ကျွတ်တူကျတဲ့အပင်ပူတွေသာရုပ်ပြက်ဆင်းပြက်မဲမှုနေကြပါတယ်ဂျက်ဒီဂုံမှာလည်းမြေကြီးတဲကအလိုလိုစိမ့်ထွက်နေတဲ့ဇန်ပေါင်းတစ်ခုသုံးခုလောက်ရှိပါတယ် ဇံပေါက်ဆိုပေမဲ့လည်းတခြားသောတောတောင်ရှုံမြောင်းတွေကနေပြီးတော့ဇံပေါက်တွေလိုမျိုးကြီးလင်းအေးမြပြီးအမောပန်းပြည်စီတဲ့ဇံရီတွေမထွက်ပါဘူး။တတိကုံဇံရီကလည်းထွက်တဲ့ရီတွေကအယောင်ဖြူပြီးတော့အရသာကလည်းစားရီလိုမျိုးငဲမာရင်ဒါကြောင့်မလို့အနီးပါရွာတွေကလည်းဇံတွင်ကုန်းကိုကြံငံတွင်လို့ခေါ်ပြီးတော့ဇံရီကိုလည်းကြံငံရီလို့ခေါ်ကြပါရယ်။ဒီကျင့်ကြံရည်တွေကတော့ရွာသူရွာသားတွေအတုံပြုလို့မရပါပေမဲ့တပတ်တလန်းအကျိုးပြုနေတာတွေတော့ရှိနေပါရင်အဲဒါကတော့ကျွေးနွားတရိစံတွေကလည်း ကျင့်ငံ့ရေးတွင်ကရေကိုမမတ်မုံမောတောက်တုံးကြရတဲ့အတွက်ပါပဲပူပြင်း၆တိကာလကျင့်ငံ့ရေးတွေ၆ခန်းတောင်းရင်တော့မှတရိစံတွေရလေမြေကြီးကိုရှောင်းနေရက်ပြီးတော့စားသုံးတတ်ကြပါရဲ့အဲလိုနဲ့ကြက်တီကုန်းမြေဟာဘယ်သူမှမတတ်မတ်ရပဲနဲ့ကျဲနှောစကြက်တစ်ခုဖြစ်လာခဲ့ပါရဲ့ကျဲရီနှောရီလွတ်ကြောင်းကြပါရဲ့ ကျွဲနှောလွတ်ကြောင်းနေဆိုပေမဲ့ကျွဲကြောင်းသားနှွားကြောင်းသားမပါပါဘူးလုပ်ငန်းခွင်ပြီးတော့နေမိမိတို့ရဲ့ကျွဲနှောတွေကိုကြတိကုန်းမှဒီအတိုင်းသွားလွတ်ထားလိုက်ပါရယ်လုပ်ငန်းခွင်ဝင်ရောမေဆိုမှတရိတ်ဆန်တွေရဲ့လေမင်းမချိတ်ဆွဲထားတဲ့ခြူလုံးတန်ဂလောက်တန်ကိုနားထောင်ပြီးတော့လိုက်ရှာရပါရယ်ကိုရဲ့ကျွဲနှောကိုဆွဲသွားကြပါရယ်ရောသူရောသားတွေကလည်းတစ္ဆာရှိပါရယ်သူတဘာကျွန်းတော်ကိုတော့မယူမတာခွေးရတာမျိုးမလောက်ကြပါဘူးမတော်တဆမှာပြီးတော့ဆွဲတော်မိတယ်ဆိုရင်တော့မှမရှိပါဘူးအဲတကူတော့ရှိပါရဲ့ကျွန်းတော်ကိုထင်းเจ้าသူမပါဘဲနဲ့လွတ်ចောင်းဖို့ အလေးထားကိုတည်နေတဲ့အချားရဝင်းကတက်ကိုနှစ်ယောက်ကတော့ဂျတိကုန်းလေးကိုဝင်ခိုးပူးခဲ့ပါတယ်။ဒါပေမဲ့သူတို့ကလေတကောင်တမီမမရသွားပါဘူး။ဂျတိကုန်းလေးတော်မအသက်ရှင်လျက်မထွက်နိုင်ခဲ့ပါဘူး။နှစ်ယောက်စလုံးမျက်လုံးပြူးကြီးနေတဲ့တည်နေတော်ကိုတွေ့ခဲ့ရပါတယ်။ရုပ်ပြင်စင်ပြတည်နေကြတဲ့အနေအထားကိုကြည့်ပြီးတော့မသေးခင်မှာတိတ်လန့်ချောက်ချားစရာတစ်စုံတစ်ခုကိုတွေ့ရမယ်လို့ ခံမှန်းကြပါရင်ဘယ်လိုမျိုးထိတ်လန့်ကြောက်ကြားစရာကောင်းတဲ့တစ်စုံတစ်ခုလဲဆိုတော့ကိုတော့ဘယ်သူမှမပြောနိုင်ကြပါဘူးသူတို့ခိုးယူသွားဖို့အတွက်နဘာကျိုးရီကတဆင်ချီချားတဲ့ဂျွဲနော်၄កောင်ကိုလည်းအလောင်းတွေရဲ့အနီးမှာတွေ့ခဲ့ကြပါရင်ဒီဒီချင်းကလည်းခိုးဝတ်တာဖြစ်ခဲ့ဘူးပါရီနောက်တကမကြားရတော့ပါဘူးရွာသူရွာသားတွေကတော့သူတို့ရဲ့ဂျွဲနော်တရိတ်ဆန်တွေကိုဂျတိကုန်းကဥစ္စာဆောင်တွေကဆောင်းလျှောက်ပေးနေတယ်လို့ယုံကြည်နေကြပါရင် ဟုတ်ပါတယ်ကြတိကုန်းလေးမှာဖျားတိုက်တစ်ခုရှိပါတယ်တိုက်ကိုစောင်းရှောက်နေကြတဲ့ဥစ္စာဆောင်တွေရှိတယ်လို့အစဉ်အဆက်ယုံကြည်လာကြပါတယ်ဒါကြောင့်မလို့ကျွဲနော်တရိတ်ဆန်တွေလာလို့ရမှာပဲဖြစ်ဖြစ်ကြတိကုန်းကိုဖျက်ပြီးတော့ခရီးသွားခြင်းလိုပဲဖြစ်ဖြစ်ကြတိကုန်းအဆက်မှာရှိနေတဲ့တင်းညိုပင်အမောင်နှမောက်ကိုရှစ်ခုဥချပြီးတော့အန်နာကြောင့်ခရီးသွားကြလိမ့်ရှိပါတယ်နောက်ပြီးတော့ကြတိကုန်းကဥစ္စာဆောင်တွေနဲ့ပတ်သက်ဆက်နွယ်တဲ့ဇလန်တွေကလည်းအဖြစ်ပြက်တွေကလည်းရွာတိုင်းရွာတိုင်းမှာရှိနေခဲ့ပါတယ် တောင်မြောက်တန်းနေတဲ့ပဲခူးယုံမတောင်တန်းကြီးနဲ့မြောက်ကနေပြီးတော့တောင်ကိုစီးနေတဲ့စစ်တောင်မြေတို့ရဲ့အကြောင်းကနေမြေဒေသဒီနေမြေဒေသတွေမှာပဲခူးယုံမပေါ်ကချောင်မြောက်ကန်လာပြီးတော့စစ်တောင်မြေတွေကိုစီးဝင်သွားတယ်တောင်ကြချောင်းလေးတွေရှိနေပါတယ်စပားကင်းပဲကင်းဂုံလျှော်ဆိုင်ကင်းကြားဆိုင်ကင်းတွေနဲ့တနေ့ပတ်လုံးညာစင်းရောက်ဘုံလွှမ်းနေတဲ့လေယာမြေတွေရှိနေပါတယ် ဒီလိုမျိုးမြေစီမြေနဲ့ပြည့်ရှံပြီးတော့မြေဩဇာကောင်းမွန်လာတဲ့နေမြေဒေသတဲမှာဘလို့သီးနှံမျိုးမစိုက်ပျိုးမရပဲနဲ့ဒဲကြောင့်ဒီဖုံးလန်ထားတဲ့တတိကုံတစ်ခုအားဖြစ်ပေါ်နေပါတယ်။ဒါမှကြောင့်ဖြစ်ပေါ်ရတာလေဘယ်သူမှအပြေမပေးနိုင်ကြပါဘူး။အားလုံးကလေလှုပ်ဝက်တတဲ့တဘာဝတရားရဲ့ဇန်တဲမှုတစ်ခုလိုပဲလို့လက်ခံကြပါရယ်။ဒီတတိကုံကိုအချိုးကလေရှေးခေတ်ကာလကတင်းကျိုင်းဟောင်းတစ်ခုလို့ပြောကြတဲ့လိုမျိုးရွာပြရွာဟောင်းကြီးတစ်ခုလို့လည်းယူဆကြတဲ့သူတွေရှိပါရယ်။ ဘလို့ပဲဖြစ်ဖြစ်ပါခိုင်ခိုင်မာမာအထောက်ထားပြစီရတော့ဘာမှမရှိပါဘူးအခိုင်မာအထောက်ထားပြစီရတာမရှိပါရယ်ပုံမြင်လို့လူယုံတန်းစကားလူလူမျိုးဒနာကြီးတွေကတော့တကြောင်တကာထားတရွာတပုတ်စမ်းဆိုတဲ့လူမျိုးပြည့်လို့နေပါရယ်ဒီလူမျိုးဒနာကြီးတွေတဲမှာလာပညာတညမှာဖြစ်ပြက်ခဲ့တဲ့ကြက်တွင်ကုန်းကဖြစ်စဉ်တစ်ခုလေအပေါင်းဝင်ဖြစ်ပါရယ်အဲဒီလာပညာကလာမင်းကြီးကလေအစွမ်းကုန်ထိမ့်ထိမ့်သားနေတဲ့ညကဘာမကြီးပေါ်မှာလာရောင်ဝဝရီရှုံရှုံမြမြထုံးလင်းဖြာကြနေတဲ့ညပါရယ် လူရီကလေးထူးထူးခြားခြားအသာကြီးတာနေတဲ့မိုးဘောကလာမင်းကြီးကိုငေးမော့ကြည့်ရင်းနဲ့အိဆန်အနာယူဖို့တော့မှမေ့နေကြရတဲ့ဒီလိုနဲ့ညောင်ကောင် အချိန်လောက်ကိုရောက်လာခဲ့ပါရင်အဲ့ဒီမှာပဲရွာသူရွာသားတွေကလည်းဒူဇန်နဲ့အဖြစ်အပျက်ကိုကြုံတွေ့ရတယ်ရွာရဲ့တောင်ဘက်ကနေပြီးတော့ရွာလေအလံတိုင်းဝင်လာတဲ့လှဲတန်းရှိကြီးရဲ့အတန်ကိုကြားကြရပါတယ်နွားကျူတန်တွေလဲဤတန်တွေလဲမောင်သမားရဲ့နွားငေါ့မောင်းတဲ့အတန်တွေလဲဘောကအချင်းချင်းစကားပြောလာတဲ့အတန်တွေ လေတစည်းပေါ်ကအခြားလေတစည်းစီကိုအော်ဟစ်ပြောဆိုနေတဲ့အတန်တွေမိမအတန်တွေကလေးအတန်တွေ sorry sorry စူညံနေရပဲတဲ့တဏျာရကနေပြီးတော့ရွာလုံးကျပြောင်းရွှေ့လာပြီးတော့အခြားတဏျာစီကိုဥတီတွန်းနေတဲ့ပုံမာတဲ့ရွာသူရသားတွေကလည်းမမျောလင်းကြပဲနဲ့ရာတဲ့လဲတန်တွေလူတန်တွေကြောင့်မလို့ရွာလေလမ်းစီကိုကြည်မီကြပါရယ်အတန်တွေသာစူညံပွက်လို့ရိုက်နေပါရယ်သူရဲ့မျက်စိထဲမှာတော့လဲတစည်းလူတယောက်မဆိုထားနဲ့ဂွေတကောင်ကြောင့်တမီးကိုတော့မှမမြင်တွေ့ကြရပါဘူးတဲ့ ီတော့မှဒါဟာဥစ္စာဆောင်တွေတိုက်ပြောင်းလာတာဖြစ်မယ်လို့သဘောပေါက်လိုက်မိကြပါရီဒါကြောင့်မလို့အတန်မပေးအနောက်ရှက်မပြုတ်ဘဲနဲ့အတန်ကြားရောက်ကိုငြိမ်ငြိမ်သက်သက်ကြည့်နေကြပါရီလဲတွေလူတွေကလည်းဘယ်တော့တောင်များလည်းမသိပါဘူးညာတော့နောက်ကလေးကရွာကိုဖြတ်သွားနေတော့အာယုံတက်တော့မှမကုံနိုင်သေးဘူးလေအာယုံတက်ပြီးတော့အလင်းရောင်ကောင်းကောင်းလေးကိုလာတော့မှပဲနောက်ဆုံးလဲပြီဒါပြီးရင်အကုန်လုံးပြီးပြီအဲ့လိုမျိုးဆိုရင်အော်တန်ကြီးတွေနဲ့နွားတွေကိုတရှမ်းရှမ်းရိုက်မောင်းသွားတဲ့အတန်တွေကြားလိုက်ရတဲ့ မနမိုလင်းတို့တရားလုံးဒီအကြောင်းကိုပဲအံဩတကြီးပြောကြပါရယ်ဒါပေမဲ့အံဩစရာကလည်းဒီလောက်တည်းမဟုတ်သေးပါဘူးအဲဒီလောက်ပညာကတိုက်ပြောင်းနေဖြစ်စဉ်ကြားရသိရတာဟာဒီရွာလေးမဟုတ်ဘဲနဲ့အရှိအနောက်တောင်မြောက်မှာရှိနေတဲ့ရွာလေးရွာစလုံးမှာဖြစ်နေရတဲ့လဲရီရဲ့ဥတီရာကလည်းရွာလေးလမ်းရိပ်ကြက်တီးကုန်းစီကိုဖြစ်နေရကိုအံအားသင့်စရာမြင်တွေ့ကြရတယ်တဲ့အဲဒီလိုမှအရက်လေးမျက်နာကဥစ္စာဆောင်တိုက်တွေကကြက်တီးကုန်းကိုတညရယ်တချိန်တည်းပြောင်းရွှေ့လာကြရည်ဆိုတော့ကိုသဘောပေါက်ကြတာတဲ့ အင်းညာအေးချင်းကစပြီးတော့ဂျက်ဒီကုံဥစ္စာဆောင်တိုက်ဆက်လမ်းတွေဖြစ်ပေါ်လာလာလို့ပြောကြပါတယ်ဒူကြတော့ကလည်းအဲ့ဒီဥစ္စာဆောင်ဇလန်တွေထဲမှာတော့ပါဝင်တဲ့သူတွေကသူတို့ရောမှာအမှန်တကယ်ရှိနေတဲ့နေတိုင်းနဲ့အမှန်တကယ်ရှိနေခဲ့ဘူးနေတိုင်းခဲ့ဘူးတဲ့သူတွေဖြစ်နေတယ်ဆိုတာပါပဲတညမှာတော့ဖားရှာငားရှာထွက်ခဲ့ကြတဲ့တားဖနှစ်ယောက်ဟာနေကြုံပြီးတော့ချက်တီကုန်းမြေတဲကိုရောက်သွားခဲ့တယ်။ဖားရှင်ကလည်းအသက်50ခန့်ရှိပြီးတော့တားဖြည့်သူကတော့အသက်16နှစ်ခန့်လူငယ်တယောက်ပါ။ ။ဘားချံလားချဖြစ်ပေမဲ့ငှက်တွေရင်လဲငှက်ဖမ်းပြီးတော့မွေတွေရင်လဲလက်မနေတန်းရိုက်တယ်ပါရီ။စောင်းလို့ရတဲ့အရာရောင်းလို့ရတဲ့အရာမှန်သမျှဘာပဲဖြစ်ဖြစ်အလွန်မပီးစတဲ့ရှားဖွေကြပါရီ။ဒီလိုနဲ့သူတို့သားဖနှစ်ယောက်ကလည်းကျန်ကန်တွင်တရင်အနီးကိုရောက်သွားခဲ့ပါရီ။မဟုတ်ကြကာလမိုးဖွယ်ဖွယ်ရွာထားတာကြောင့်မလို့ကျန်ကန်ရေတွေကရှမ်းနေပြီးတော့ချောင်းလေးတစ်ပွဲစီးဆင်းနေပါရီ။ချောင်းရီထဲမှာငါးရီကူးခတ်နေတယ်။သားဖနှစ်ယောက်ကလည်းဝမ်းသာအားရနဲ့ငါးရီကိုဖမ်းပါရီ။ ငါတို့ဘန်းနေတော့ဝုံးကနေအတန်တစ်ခုကိုကြားလိုက်ရတယ်။မိုံနဲ့ကြီးလိုက်တော့ဖွေကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ငါးပြီလောက်ရှိတဲ့ဖွေချာကြီးဖွေချာကြီးကလည်းချက်ငံရီလာတော့တာလူနဲ့တိုးလို့လမ်းပြီးတော့ထွက်ပြေးလာ။တာဒီမှာပဲနေခဲ့အဖေလိုက်တော့မယ်။ဖောင်ကြီးပြသူကလည်းမင်းကိုကင်ပြီးတော့ဖွေကြီးရဲ့နောက်ကိုခြုံနေတို့ပြီးရှောင်ပြီးတော့လိုက်လိုက်ပါရယ်။ဒါဖြစ်သူကလည်းငါးဘန်းရင်နဲ့ချက်ငံအတွင်းမှာကြံခဲ့ပါတော့တယ်။တော်တော်လေးကြတော့တားပြစ်သူကလည်းအတန်တန်ကိုကြားလိုက်ရပါရယ်။ အတန်ကတော့သူ့ရဲ့ဖခင်ရဲ့အတန်ကြောင်းလဲကြောင်းအော်ဟစ်နေတဲ့အတန်ဒါဖြစ်သူကလည်းဘာမှစဉ်းစားမနေတော့ပါဘူးအတန်ကြောင်းရစီကိုချက်ချင်းအပြေအလွှာသွားလိုက်ပါတယ်တကနာအတွင်းမှာပဲသူ့ရဲ့ဖခင်ရှိရာကိုရောက်ရှိသွားပါတယ်သူ့ရဲ့ဖခင်ရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်ကိုမြင်ရပါတယ်မြင်ဝင်းကလည်းထိတ်လန့်ချောက်ချားစရာကြီးပါသူ့ရဲ့ဖခင်ဟာအသက်လူပြီးတော့ပြေးနေပါတယ်ကိုင်းနေကြောင်းမင်းကလည်းတနည်းရရမှာကြကြံရိတ်ခဲ့ပုံရပါတယ်လက်ထဲမှာပါမလာတော့ပါဘူး သူရဲ့နောက်မှလူထက်အရက်၃ဆလောက်မြင့်ပါပြီးတော့အမွေးမြင်တွေတစ်ခုလုံးပေါက်နေတဲ့လူလူလုံးမြောက်လူလူဘလူးကြီးတစ်ကောင်ကလေးလိုက်နေပါရီလူဘလူးကြီးကလည်းသူရဲ့ကြီးမားတဲ့ခြေပွားကြီးတွေနဲ့ဘာကင်ဖြစ်သူကိုလိုက်နေနေတာတွေ့ရပါရီဘာကင်ကလည်းခြေထောက်ကြီးနဲ့လိုက်နေနေတာကိုမခံနိုင်အောင်လို့ကိုယ်ပတ်ပြေးလွားရှောင်းတိန်နေပါရီဒါဖြစ်သူကလည်းအဖေကြေးပြုတ်ပြေးလို့អော်ပြီးတော့ဘလူးကြီးကိုလက်ထဲကနေပြီးတော့ငှက်ကြီးတောင်ဓာတ်နဲ့လှမ်းပြလိုက်ပါရီ ငကြီးတော်ဒါကလည်းဘလူးကြီးရဲ့ခနာကိုကအမွေးမြင်တွေနဲ့ထိပြီးတော့မြေပေါ်ကိုပြုတ်ကျသွားပါရီဒီတော့မှဘလူးကြီးကလည်းဆက်မလိုက်တော့ဘဲနဲ့မတ်တရက်ကြံရိတ်ခဲ့ပါရီဒါမှနှစ်ယောက်ကလည်းကြောက်လန့်တကြားနဲ့နောက်လေမကြည့်စတဲ့ပြေးလိုက်ကြတော့ရွာရောက်တဲ့အထိပဲတဲ့ဒီတော့မှနေတဲ့ရွာကလည်းကြတိကုန်းရဲ့တောင်ဘက်တမိုင်ခွဲလောက်မှာရှိပါရီအခုချိန်မှာတော့တာဖာနှစ်ယောက်စလုံးကလူလောကထဲမှာမရှိတော့ပါဘူးနေတွေကြာမြင့်ပြီးတော့အသက်ရွယ်ကြီးရင်ကွယ်လွန်သွားကြတာပါ ဘယ်လိုပဲဖြစ်ဖြစ်ပါသူတို့ရဲ့ချွေစင်မျိုးဆက်တွေကရောမှန်ရှိနေသေးပါ रे ဘိုးဘေးတွေဖြစ်တဲ့သူတို့ရဲ့သားဖာနှစ်ယောက်ကိုတွေ့ကြုံခဲ့ရတဲ့အကြောင်းကိုတစင်စကားတစင်နားနဲ့ပြောနေကြတော့မှာခြေထောက်နဲ့လိုက်နေနေတဲ့ဘလူးကြီးနဲ့ပတ်သက်လို့လေတိုက်ကိုစောင်းချောက်ရတဲ့ဘလူးကြီးဖြစ်ပြီးတော့တကယ်လိုက်နေတာမဟုတ်ဘဲနဲ့တိုက်ရဲ့အနီးနောက်ကိုရောက်လာတဲ့သူတွေကိုနော်မလာရဲအောင်လို့ခြောက်လန့်ခြင်းသာဖြစ်ကြောင်းနဲ့အမေရိကန်သားအနီးရဲ့ပေးခြင်းရင်ဘလူးလူမအသက်နဲ့ခနာတွဲလျက် ကြတိကုန်းကနေပြီးတော့ပြန်ထွက်နိုင်မှာမဟုတ်ဘူးလို့အမှန်တကယ်သောအနေနဲ့ပြီးချင်ရင်ဘလို့လူမအသက်နဲ့ခန္ဓာတွဲလျက်ကြတိကုန်းကနေပြီးတော့ပြန်ထွက်နိုင်မှာမဟုတ်ဘူးလို့ဒီနေ့ထိယုံယုံကြည်ကြည်ပြောဆိုနေကြဆဲပဲဖြစ်ပါတယ်။သူရဲ့နာမည်ကတော့ကိုအောင်ညွန့်ဖြစ်ပါတယ်။သူနေတဲ့ရွာကစစ်တောင်းမြေရဲ့အနောက်ဘက်ကမ်းမှာရှိတဲ့ရွာတန်းရှိတရွာပါ။ကိုအောင်ညွန့်ရဲ့အလုပ်ကတော့ရဲတလိရွာတလိအတိုင်းအများနည်းသူ လေယာအလုပ်ကို လုပ်ပါတယ်။သူရဲ့လေကဘိုးဘေးဘီပင်တွေကလည်းဓမ္မဦးချလုပ်တဲ့လေဖြစ်ပြီးတော့နမေကြီးကြက်တီးကုန်းနဲ့ တဆက်တည်းဖြစ်နေပါတယ်။တတိကုန်းမှာအဥ္စာဆောင်နေရှိတယ်ဆိုတော့ကိုဘဲချင်းကလေးကနေပြီးတော့တည်နေပြောနေကြောင်းမှမသိပေမယ့်ကိုအောင်ညွန့်တို့တည်တတ်တဲ့အရွယ်လောက်ကြတော့အဲ့ဒီအသည့်ကလည်းဆွဲကန်နေပါပြီ။တတိကုန်းပဝင်းချင်းရော်ရီမှာတော့ရော်သူရော်သားအလုံးရဲ့စိတ်ထဲမှာအုံနောက်ထဲမှာအသည့်ထဲမှာတတိကုန်းကဥ္စာဆောင်ဇလန်းတွေကဆွဲနေကြပါပြီ။ကျောင်းလန်စိုးတိတ်မှုတွေကလည်းနှလုံးသားတွေမှာဆွဲမြဲနေကြပါရဲ့။ဘာပဲဖြစ်ဖြစ်ပါကိုအောင်ညွန့်ကလည်းဘာသာရေးသမားရေနာသုံးမနှလုံးသားတွေမှာရှိတဲ့သူ ငါးပါးသီလကိုခောက်ဝေပဆိုးလိုမျိုးမြဲတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မလို့30တပုံသောအားလုံးအပေါ်မေတ္တာစိတ်ထားပါတယ်။ဘဝတစ်ခွေမှာဆုံတွေ့လာတဲ့သူမှန်သမျှကိုလည်းမေတ္တာတရားရှိယူပြီးတော့ဆက်ဆံပါတယ်။ဇတိကုံကနာနာဘဝဝိနာဘဝဥစ္စာဆောင်တွေအတွက်ရည်စူးပြီးတော့တင်းညုပ်ပင်မောင်နှမမှာနေတိုင်းထမင်းဟင်းတွေစွန့်ကျဲပေးလိမ့်ရှိပါတယ်။မိသားစုအားလုံးလေထဲမှာပဲအိမ်ဆောက်ပြီးတော့နေကြပါတယ်။ကြတိကုန်းနဲ့ထိဆက်နေတာကြောင့်မလို့ဥစ္စာဆောင်တွေကဝိနာဘဝတွေလှောက်ရှားသွားလာကြတာတွေကိုမကြာခဏတွေ့ရကြတဲ့ ကြေဒီကုန်းတော်လေးမှာအခုခေတ်အငိမ့်မသမီးတွေဝတ်တယ်လို့မျိုးအင်ကြီးခါရှည်ထမိန်အနားရှည်ကြီးတွေကိုဝတ်စင်ထားတယ်မိမခုနှစ်ယောက်ကိုရံဖန်ရံခါတွေ့နေရတယ်တဲ့ကိုအောင်ညွတ်စီကကြားရတဲ့ဇာတ်တော့မဟုတ်ပါဘူးကိုအောင်ညွတ်ရဲ့သားသမီးငယ်ရီစီကနေပြီးတော့ကလေးချင်းချင်းပြန်ပြောလို့သိရတာပါအဲ့ဒီမိန်းကလေးခုနှစ်ယောက်ကလည်းလက်ထဲမှာစီမီးခွက်တွေလိုမီးထုံထားတဲ့ခွက်ကလေးတွေကိုကင်ထားကြတယ်လို့ပြောကြတယ်ဗျကလေးတွေပြောတဲ့ဇာတ်အရဆိုရင်တော့သူတို့ကမကြာခဏတွေ့နေရတဲ့သဘောပါပဲ ကြတိကောင်းနဲ့နေချင်းဆက်ဆက်နေတဲ့လဲတွေအများကြီးရှိပေမဲ့နူနေတော်ကတော့ကိုအောင်ညွန့်လိုပဲရှိပါတယ်။နမိတ်ရှိန်မောင်ကြီးလုံးတဲ့ကြတိကောင်းကဥစ္စာဆောင်နေကြမလို့ဘဒုမမနေရဲကြပါဘူး။တဥစ္စာနဲ့ဥစ္စာလာနေဘူးပေမဲ့တမိုးကောင်အောင်လို့ဘဒုမမနေနိုင်ကြပါဘူး။တဲပြန့်အိမ်ပြတ်ပြီးတော့ရွာလေးကိုပြန်ပြောင်းသွားရတာကြီးပါပဲ။နောက်တော့ဥစ္စာဆောင်နေကဥအောင်ညွန့်တို့မိသားစုကိုပဲနေခွင့်ပြုပါတယ်။ဒါကြောင့်ဘဒုမမနေရဘူးဆိုတဲ့တဲ့ရင်တွေကပေါ်ထွက်လာပါတယ်။သူများပြောလေးပြောစရာပါပဲ။ တခါကဥစ္စာဆောင်ကပေးတဲ့အနီရောင်ကြောက်တလုံးဦးအောင်ညွန့်ကရခဲ့ဘူးပါလေ။ရောင်ပေါ်ရာနီကတော့ဒူးဆန်းပါလေ။အဲဒီညကဦးအောင်ညွန့်ကလည်းအိမ်မက်တစ်ခုကိုမက်ပါလေ။အိမ်မက်တဲမှာရှိခဲ့နန်းတွင်းသူလိုမျိုးဝိစင်ထားရိမဲမပြူတယောက်နဲ့စကားပြောရပါလေ။မဲမပြူလေးရလေအရန်ချုံမလောက်ပါပြီးတော့ဖျန်းချထားတဲ့ဇပင်ကလေးခြေပနောက်ထိတောင်မှရောက်နေပြီးတော့ကော့ပြန်နေပါလေ။သမီးကိုအရင်ကမတွေ့ဘူးပေါ့။ဘယ်ကလာလဲသမီး။အဲဒီလိုမျိုးဦးအောင်ညွန့်ကမေးလိုက်ပါလေ။မဲမပြူလေးကလေဦးအောင်ညွန့်ကိုရိုးရိုးတေးတေးလက်အုပ်ချပြီးတော့ဖောက်ခင် တမိနေတာကဒီကြက်တီကုန်းထဲမှာဖြစ်ပါတယ်။ဥောညုံကလည်းအဲဟောတော့ပါတယ်။ဘာကြောင့်လဲဆိုတော့ကြက်တီကုန်းထဲမှာလူနေအင်ဂျီတစ်ခုမှမရှိဘူးဆိုတော့သူသိနေတာ哦။ဒါပေမဲ့ဥောညုံရဲ့စိတ်ထဲမှာတော့မိမပြိုကိုအဥ္စာဆောင်တယောက်ဖြစ်ရမယ်လို့မတွေးမိပါဘူး။ဒါမှမိမပြိုလေးအမှန်နဲ့ပဲထင်ပြီးတော့စကားပြောဆိုနေတာဖြစ်ပါတယ်။ဘာကိစ္စရှိလို့လာတာလဲတမိ။ဖခင်ကိုကျေးဇူးဆက်ခြင်းလို့ပါ။မိမပြိုရဲ့စကားကြောင့်မလို့ဥအောင်ညုံကပို့ပြီးတော့အဲအားတင်သွားခဲ့ပါရီဒီမိမပြိုလေးကိုသူတစ်ချိန်တစ်ခါမှမတွေ့ဘူးပါဘူး ဒါကြောင့်မလို့ဂျေစုတင်လို့စီအောင်အပြုမှုလည်းလုံးဝမပြုမိခဲ့ပါဘူးမေမေပြုတ်ကလည်းဆက်ပြီးတော့ပြောပါတယ်ဘာကင်ကကြုံကြိုက်တဲ့ဝီနီယာတတ္တဝါအလုံးအထက်မြေတားနေရည်စုပြီးတင့်ညို့ပင်နေမှာလူရန်ခဲ့တဲ့အစားအစာတွေကိုတမီးတို့မိသားစုကနေစဉ်နေတိုင်းရရှိပါတယ်ဘာကင်ရဲ့ဂျေစုကြောင့်တမီးတို့မိသားစုမှာမဘူးမပင်မကြောက်မကြောက်အစားအစာရရှိစားတော့ခဲ့ရပါတယ် ဒီတော့မှဥောညုံကလေးသဘောပေါက်သွားခဲ့ပါတယ်မဲမဲပြောအသိညိုပင်မောင်နှမမှာနေစဉ်သူပြုတဲ့အလူဒါနာကိုဇာတော်ရရဲ့ဝိညာဘောကပုံကိုတတဝါဖြစ်မယ်လို့တွေးမိလိုက်ပါတယ်မဲမဲပြောကလည်းအသိင်ပါလာတဲ့ဂတိပါရှုံအိတ်ထဲကနေပြီးတော့ကြောက်လေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်ကြောက်ကလည်းအနီသွေးရောင်လက်ပြီးတော့ရုံးစို့တောက်ပါနေပါတယ်ဒါဗရန်များလားအနီရောက်ကြောက်မလို့ဗရန်များလို့ယူဆပြီးတော့ဥောညုံကလည်းမိန်လိုက်ပါတယ်မဲမဲပြောကလည်းခေါင်းကိုအသာရမ်းခါပြီးတော့ဗရန်များမဟုတ်ပါဘူးဖားခင် ပထမများဆိုတော့ကတွင်းထွက်ရဲနာပါဒီကြောက်ကိုအလင်းရဲနာလို့ခေါ်ပါတယ်ပထမဆက်ရှိတဲ့သူတွေတော့ပိုက်ဆိုင်ခွင့်ရတဲ့ရဲနာမျိုးပါအလင်းရဲနာကအယောင်မျိုးမျိုးရှိပါတယ်ဖားကင်းအနီအောင်တောက်နေရင်ပထမများအလင်းအစင်းရောင်တောက်နေရင်ကြောက်စင်းအလင်းလို့ခေါ်ပါတယ်အယောင်ကိုလိုက်ပြီးတော့နီလာအလင်းပလဲအလင်းစသဖြင့်အမြည်တွေ꽌ပြသွားပါတယ်ဒီကြောက်ကသမီးတို့ပိုင်ဆိုင်နဲ့ကြောက်ဖြစ်တဲ့အတွက်ဂျေဇူးဆက်တော်ကိုလက်ခံပြီးပါဖားကင်း ကျောက်ကိုရောက်မှရောင်းပြီးရင်တဝက်ကိုအလှဒါနပြုပေးပါတဝက်ကိုတော့ဖခင်နဲ့မိသားစုအတွက်အလိုရှိရာ30ပါအဲ့ဒီလိုမျိုးပြောပြီးတော့ဗရံမြောင်းအလင်းကိုဥအောင်ညွန့်ရဲ့လက်ထဲကိုထည့်လိုက်ပါရယ်လက်ထဲကိုထည့်ပြီးတော့နေမင်းမပြူကလေးရုပ်ကြီးပျောက်ွယ်သွားပါရယ်ဥအောင်ညွန့်အဲ့ရောက်ကနေပြီးတော့လမ်းနိုးလာပါရယ်အိမ်မက်ကလေးဆင်းလုံးပါရယ်တကယ်လို့လို့ဖြစ်နေပါရယ် ဒါကြောင့်မလို့အိမ်မက်မက်နေရလားတကယ်ဖြစ်နေရလားအဖြစ်ပြက်ကိုစဉ်းစားနေမိပါရင်စဉ်းစားနေတော့မှပဲသူ့ရဲ့လက်ထဲကတစုံတစ်ခုကိုစုပ်ကင်ထားတော့ကိုသတိထားလိုက်မိပါရင်လက်ကိုဖွင့်ကြည့်လိုက်တော့အိမ်မက်ထဲမှာမိမပြူပေးသွားတဲ့အနီရောင်ချောက်ကိုတွေ့ရတယ်ဦးအောင်ညွန်ကလည်းအိမ်မက်ထဲကမိမပြူပြောတဲ့အတိုင်းချောက်ကိုမျိုးပေါ်တက်ပြီးတော့ရောင်းချလိုက်ပါရင် ရရင်ငွေတွေကတဝက်တိနဲ့ရွာလုံးကျုပ်ကိုမိကိုတိတ်အလူကြီးပေးလိုက်ပါရီ။ကြတိကောင်မှနေထိုင်ကြတဲ့ပုဂ္ဂိုလ်သက်သော်ရည်အတွက်လေလူတွေကိုကျွေးမွေးတယ်လို့ပဲသမင်ဝိုင်းနေပြင်းပြီးတော့တင်းညုံပင်မောင်နှမရဲ့အောက်မှာမန်နေဂျီထိုးပြီးတော့ကျွေးမွေးကြရတဲ့။အဲဒီမန်နေထဲမှာပဲတန်ဃာတော်တွေပိတ်တရားနာတယ်၊ရည်သက်ချတယ်၊အမြပေးဝေပါရီ။ရွာရဲ့အလီထောက်ကလည်းအလုပ်တစ်ခု လုပ်မယ်ဆိုရင်တော့ရရွာကိုအနည်းဆုံး၃လကျိုတင်အကြောင်းကြားထားရပါရီ။ရရွာကလိုအပ်တာအကုန်လုံးကိုအဖွဲလိုက်အဖွဲလိုက်တစ်ခုချင်းကူညီလှူဆောင်ပေးကြပါရီ။ ဒါမှအလူကြီးရက်လေရောက်ရောလိုလီသေးမရှိအားလုံးပြည့်ပြည့်စုံစုံနဲ့အလူကြီးအော်အော်မြင်းမြင်းပြီးဆုံးနိုင်ပါ रे ဒါပေမဲ့အခုဥအောင်ညွန်လှူတဲ့အလူကရုတ်တရက်ကမန်ကတန်းထပြီးတော့လှူတဲ့အလူပြီးတော့အကြီးကျယ်ရွာလုံးကျုပ်မိခိုတိတ်ကျွေးပါ रे နောက်ပြီးတော့လူတွေထိတ်လန့်နဲ့ကြက်တီကုံတော်ဆက်တင်းညိုပင်မောင်နှမအောက်မှာမန်တက်ထိုးပြီးတော့လူတွေကျွေးတဲ့အတိုင်းသမင်းပွဲတွေပြင်ဆင်ပြီးနာနာပွားတွေကိုကျွေးပါ रे ရှိပါသေးတယ်အမြောက်ဝေးတဲ့အခါမှလေးကြတိကုန်းမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်သတ္တဝါအပေါင်းနဲ့တကွာလို့ထဲတွင်ပြီးတော့ဖိတ်ခေါ်ပြီးအမြောက်ဝေးပါရယ်ဒီချက်လက်တွေခြုံကြည့်ရင်တော့ဥအောင်ညအလူလောက်ကိုင်းတော့ရွရွတော်မှန်အင်းနေထားမဖြစ်နိုင်ပါဘူးဩဇာဆောင်နေနဲ့ပတ်သက်နေပါလိမ့်မယ်ဩဇာဆောင်နေပေးလို့တော့အလူလောက်တာဖြစ်မယ်လို့တွေးကြပါရယ်အလူလုပ်ပြီးတဲ့နောက်မှာတော့ကြတိကုန်းကဥစ္စာဆောင်နေအကြောင်းပို့ပြီးတော့လူပြောများလာပါတယ်ပြောရိစကားတွေထဲမှာတော့မန္နာပါတင်တဲ့လောက်ပါပေးမယ်မသိပဲမမြင်မယ် ခြေကားပြောတဲ့ဇကားတွေကပူပြီးတော့များနေပါ रे ။ကြောက်စရာလန့်စရာတွေရောထူးဆန်းအံ့ဩစရာတွေရောအလွန်အကျူပြောကြပါ रे ။အဲဒီဇကားတွေအဲမှာဥရောညွန်သမီးတွေအလူတန်းသွားစရာရှိရင်ဥစားဆောင်နေရှိကရွှေလေလက်ဝေလက်စားငါဝေလို့ရတယ်။အလူတန်းသွားပြီးလို့ပြန်လာတာနဲ့ပြန်ပေးရတယ်ဆိုတာမျိုး။တခါကဆွဲကြိုးတကုံးပြောက်တယ်ဆိုပြီးတော့ပြန်ပေးလို့ဥမောညွန်ရဲ့သမီးအငယ်မောက်ကိုပြူစားလိုက်တာအသေးအံဖြစ်ပြီးတော့ဈေးရောက်တော့မှမရတော့ဘူးလို့ပြောပြီးတော့ပြန်လွတ်လိုက်ပါ रे ။ ဇေကျုပ်ပြန်ပေးပြီးတော့တောင်းပန်တော့မှပဲတီတော့မဲ့လူမမာကလည်းချက်ချင်းထားထိုင်ပြီးတော့အကောင်းတိုင်းပြန်ဖြစ်သွားတယ်ဆိုတဲ့ဇကားတွေလည်းပါသွားတယ်ဘလူတွေပါပဲပြောပြောပါချက်တီကောင်ကဩဇာဆောင်နေအကြောင်းကတော့အကောင်းဆုံးဘာတစ်ခုမှမပြောဘူးဥအောင်ညွန့်ကလည်းသူ့ရဲ့မိသားစုကိုပြောထားပါတယ်ဒါပေမဲ့ဘူးတီအောင်ပေါက်ကိုသာပိတ်လို့ရပါလိမ့်မယ်ဗဇက်ပေါက်တစ်ပေါက်ကိုတော့ပိတ်လို့မရဘူးဆိုတဲ့ဇကားအတိုင်းဥအောင်ညွန့်ကိုဩဇာဆောင်မကလည်းအိမ်မထဲမှာကြောက်တလုံးလာပြီးတဲ့အကြောင်းလူတွေသိကုန်ကြပါတယ် 1983လောက်ကလို့ထင်ပါတယ်စစ်တောင်းမြေအနောက်ဘက်ကန်နဘူးမှာရှိတဲ့ဦးအောင်ညွန့်ရဲ့ရွာကိုစာရေးသူရောက်ခဲ့ပါတယ်တတိကုန်းနဲ့တဆက်တဲမှာရှိနေတဲ့ဦးအောင်ညွန့်နေခဲ့တဲ့လေထဲကအိမ်တော့မဟုတ်ပါဘူးရောက်သွားတဲ့အကြောင်းကလေ1980မှာတော့ဗုဒ္ဓဘာသာဂိုင်းပေါင်းစုံညီညွတ်ရေးကိုဆောင်ရွက်နိုင်ခဲ့ပါတယ်နိုင်ငံတော်အစိုးရကအမိတ်နှစ်မြင်းသော80လွန်ငယ်ချမ်းသာခွင့်အမိန့်ထုတ်ပြန်ပါရယ်နောက်ဆက်တွဲရလာအဖြစ်တနိုင်ငံလုံးမှရှိနေတဲ့ဒါနဝင်နှန်းတွေကိုဒါနဝင်နှန်းမှတ်တမ်းတွေထုတ်ပေးနိုင်ဖို့ဆောင်ရွက်ပါရယ် ဒေသအသီးသီးကဆရာတော်ကြီးတွေအားဂျေရော့ဘုန်းတော်ကြီးကျောင်းတွေအထိဆင်းပြီးတော့စည်ရင်ပြုစုညှိနှိုင်းတိုင်ပင်ရင်းနဲ့ရှင်းလင်းတော်တွေလည်းပြုလုပ်ရပါတယ်။ဇာဘီလုံသောအဖွဲ့တွေကတော့ဆရာတော်ကြီးတွေကိုအကူအညီပေးဖို့မျိုးနယ်ကတာဝန်ပေးထားပါတယ်။အဲဒီလုံသောအဖွဲ့တွေထဲမှာဇာယီသူနဲ့အတူတူဇာယီဆရာများဖြစ်တဲ့ကိုခင်မောင်ချိုခင်မောင်ချိုကညွတ်ကွင်းအခုကတော့အုတ်တွင်းစည်းရုံတက်ခွဲမှုကိုမျိုးဝင်းမောင်ရုံစိုးကညွတ်ကွင်းကိုဆိုင်ဓာတ်ပုံမိုးဝင်းယခုကတော့ အောက်ပန်းမြို့နေသူတို့ဖြစ်ပါရယ်အဲ့ဒီခရီးစဉ်မှာတော့ဥအောင်ညွန့်ရဲ့ရွာကိုရောက်သွားခဲ့ပြီးဥစားဆောင်နေနေတဲ့ချက်တီကုန်းအကြောင်းနဲ့ဥစားဆောင်ဇလန်တွေကိုကြားသိခဲ့ရခြင်းဖြစ်ပါရယ်ဇာယီသူရောက်သွားတဲ့အချိန်မှာတော့ဥအောင်ညွန့်ရောသူရဲ့ဇနီးဖြစ်သူပါဆုံးပါသွားခဲ့ပါပြီဥအောင်ညွန့်ရဲ့သားသမီးတို့ရွာမှာနေထိုင်ကြပေမဲ့ခရီးလွန်နေတော့ချမလို့အိမ်အောင်တဲ့ဘဝကိုရောက်နေတဲ့ကလေးနှစ်ယောက်မိခင်ဥအောင်ညွန့်ရဲ့သမီးအငယ်ဆုံးနဲ့တွေ့ဆုံပြီးတော့မင်းမြန်ခွေရခဲ့ပါရယ်နှစ်တွေကြာမြင့်နေပြီဖြစ်လို့မမ်မီတက်တော့ပြန်လှည့်ပြီးတော့တင်ပြလိုက်ပါရယ် ဦးအောင်ညိုနဲ့ကြတိကောင်ကဥစားကောင်းနေဘလူကနေပြီးတော့မိတ်ဆွေတွေဖြစ်သွားကြလေဒီကြတိကောင်မြေထဲမှာဥစားကောင်းနေနေတယ်ဆိုတာဖေဖေရောကျမတို့ကသိကြပါတယ်မကြကနာမြေနေတွေ့နေရတာကိုဥစားကောင်းညီမခုနှစ်ဖော်လာလာတွေ့ရင် ဖေဖေကတအိမ်လုံးကိုနှိုးပြီးတော့ပြတယ်ဘာသာမှမထွက်ဖိနေညင်ရင်လေးကြည့်ရတယ်အဲ့ဒီတုန်းကကျမနေနေကြောက်တယ်ကြောက်ကြောက်လန့်လန့်နဲ့ပဲကြည့်ခဲ့ရတာကိုမှတ်မိနေတယ်တခြားကြောက်စရာအကောင်ကြီးတွေရော မြင်မှုသေးလားမမြင်ဘူးဘူးဖေဖေကတော့တွေ့ရင် တွေ့မှာပေါ့ဒါပေမဲ့ကျမတို့ကတော့တခါမှမပြဘူးဘူး နောက်ပြီးဖဖေကဖေရတရားလုပ်တယ်ဒါကြောင့်မလို့တစေတရေတွေဥစ္စာဆောင်တွေကိုလုံးဝမကြောက်ဘူးသူတို့ဘဝတွေကပေမန်းလွန်းနေစင်ရဲကြတယ်မြေတာထားကြပါလို့ပဲမိသားစုစုလုံးကိုပြောပြရပါတယ်ကြတိကုံသောဆောင်မှာရှိတဲ့တင့်ညုံပေမောင်နှမမှထမင်းနေဟင်းတွေတောတောပြီးတော့ထားတယ်ကြုံကြိုက်တဲ့တတဝါများစားကြတောက်ကြပါလို့ပြောဖို့ဖဖေကသင်မေးထားတယ်တင့်ညုံပေမောင်နှမကိုတင်မြောက်တဲ့အနေနဲ့ပူဇော်တာလားမဟုတ်ဘူးတင်မြောက်တာမဟုတ်ပါဘူးကြုံကြိုက်တဲ့ပုဂ္ဂိုလ်တတ်တော်ရီစားရအောင်လို့အလူဒါနာပြုတဲ့သဘောပါ ကျွန်တော်တို့ပြုတဲ့အလှူဒါနကိုဥစ္စာဆောင်တွေကစားကြရတယ်။ဒါကြောင့်ဖေဖေကိုယေရှုရှင်ဆိုပြီးတော့ကြောက်နေလေးတလုံးလာပေးတယ်လို့ပြောတယ်။ဒါဆိုရင်ဥစ္စာဆောင်ကကြောက်လာပေးတယ်ဆိုတော့ကတကယ်ပေါ့။ဟုတ်ပါတယ်တကယ်ပါ။ကြောက်ရောင်ရတဲ့ငွေနဲ့အလှူလုပ်တယ်ဆိုတော့ကရောဒါလည်းအမှန်ပါပဲ။ကျွာလုံးမိကိုတိတ်ထမင်းရေချောင်းစီးပြီးတော့အလူကြီးလုတ်ခဲ့တော့ကျွန်မမှတ်မိပါသေးတယ်။ထူးထူးခြားခြားဖြစ်သွားတာကတင့်ညိုပင်မောင်နှမအောက်မှာမန်နေဂျီထိုးပြီးနာနာဘွားဝိနာဘွားတွေကိုလူတွေကျွေးတယ်လို့ထမင်းပွဲတွေပြင်ပြီးတော့ကျွေးခဲ့ပါတယ်။ အလူမင်္ဂလာဆောင်သွားစရာရှိရင်ဥစ္စာဆောင်စီကလက်ဝဲရဲ့နာငါလို့ရတယ်လို့လည်းပြောကြရင်နော်အဲ့ဒါကရောအမှန်ပဲလားဒီကိစ္စကတော့ချဲ့ကားပြီးတော့ပြောကြတာပါအဖေကအလုပ်ကိုအရန်လုပ်တယ်အရန်မတော့ဆေးလည်းမတော့ဘူးလောင်းကစားလေးဘာမှမလုပ်ဘူးဒီလိုမျိုးမှမချမ်းသာရင်ဘယ်သူချမ်းသာမှာလဲနော်ကျမတို့ညီမအားလုံးတကူစင်စီရှိတယ်တောင်ပရဲ့ကြီးတွေရွှေချင်းကြီးတွေပါဝယ်ပေးတယ်ဒါပေမဲ့အနေထိုင်တူတူတက်တက်ရောမရှိဘူးလို့ထင်ကြတယ်ဒီလိုနေထိုင်တော့အလူတန်းရှိလို့ ထုတ်ဝေတော့ဥစားဆောင်လေးစီကငားတယ်ပဲထင်ကြတာပေါ့ဒါပေမဲ့အနေတိုင်းတူတိတ်တော့မရှိဘူးလို့ထင်ကြတယ်ဒီလိုနေတော့အလူတန်းရှိလို့ထုတ်ွေတော့ဥစားဆောင်စီကငားတယ်လို့ပဲထင်ကြတာပေါ့ဖေဖေကတော့ပြောပါတယ်ထင်ပါစေဘာမှမပြောနဲ့တဲ့ဒါမှဓမြတိုင်းမခံရမှာတဲ့လွတ်လပ်ရေးပြီးကစားခေတ်ကလည်းခေတ်ပြက်ရောင်းဆုံးတပုံးတွေခေတ်ဆိုတော့အဲ့လိုပဲထင်ကြတာပဲကောင်းနေဆိုပြီးတော့အသာหนีလိုက်တယ်ဘာမှမပြောတော့ဘဲနဲ့ဥစားဆောင်စီကငားလာတာဟုတ်တယ်လို့ပဲပို့ပြီးတော့ထင်သွားတာပေါ့ ။ဒါဆိုရင်ဆွဲကြိုးတကောင်ပြန်မပေးလို့ဥစားဆောင်ပြူစားတော့ခံရပြီးအသေးအံနေမကောင်းဖြစ်တယ်။ဈေးုံတော်မှာလက်မှတ်ခံမင်းနဲ့ပြန်လွတ်လိုက်တယ်ဆိုတော့ကမဟုတ်ဘူးပေါ့။အသေးအံပြားတယ်ဆိုတော့ကျမပါ။ဈေးုံကလက်လျှော့ပြီးတော့ပြန်လွတ်လိုက်တာလည်းမှန်ပါတယ်။ဒါပေမဲ့ဆွဲကြိုးပြန်မပေးလို့ဥစားဆောင်ပြူစားတယ်ဆိုတော့မဟုတ်ပါဘူး။အဲ့လိုမျိုးပြောကြပါရယ်မြန်မာနိုင်ငံနေရာအနှံ့ပြားမှာဥစားဆောင်တွေပတ်သက်တဲ့ဖြစ်ရပ်စံကျင်ဇလန်းတွေအများအပြားရှိပါတယ်တချို့ကလည်းယုံကြည်လက်ခံကြပါမယ်တချို့ကတော့ယုံကြည်လက်မခံကြပါဘူးဘယ်လိုပဲဖြစ်ဖြစ်ပါဥစားဆောင်ဇလန်းတိုင်းမှာ ။တသက်သည့်ဖြင့်နေရာဌာနတွေအမည်နာမတွေကိုတော့အထင်ရှားကြန့်ရှိနေတာတော့တွေ့ရမှာဖြစ်ပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျအခုနောက်ဆက်ကြရတဲ့ဇလံကတော့စာရေးသူမောင်မိုင်းညို့ချောင်းဦးရေးသားထားတဲ့ဥစ္စာဆောင်နေနေတဲ့ရွာဆိုတဲ့ဇလံလေးပဲဖြစ်ပါရယ်ခင်ဗျဒီဇလံကိုစောက်ကနေအဆုံးထိလိုက်ပါနားဆင်ပေးကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များအသာရချမ်းမြေ့တဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျ